ကဲအားလုံးပဲမင်္ဂလာပါဗျမန်ယူရဲ့ကံတွင်တိုက်စစ်မူကြီးရိုနီကဒီယာဒီပရီးမီးယားလိဂ်ကစားသမားတွေတဲကသူအကြိုက်ဆုံးကစားသမား၃ဦးကိုရွေးချယ်ခဲ့ပါတယ်ရိုနီရဲ့စိတ်ကြိုက်ကစားသမားတွေထဲမှာလက်ရှိပရီးမီးယားလိဂ်ရဲ့ဂိုးသင်းအများဆုံးတိုက်စစ်မူတဦးဖြစ်တဲ့အဲလင်ဟာလန်တော့ပါဝင်ခဲ့ခြင်းမရှိပါဘူးကစားသမားပွားကနေနီးပြအဖြစ်ပြောင်းလဲခဲ့ပေမဲ့လည်းအောင်မြင်မှုတွေမရခဲ့တဲ့ရိုနီတယောက်လက်ရှိမှာတော့အကစားသတင်း၃သက်သူဖြစ်လောက်ကင်လျက်ရှိပါတယ် အင်္ဂလန်သင်းကပ္ပတိန်ဟောင်းကလက်ရှိအများနဲ့စန့်ကျင်ဘက်စာမျက်နှာကနေဆွေးနွေးမှုတွေနီးပြားတဲ့ကစားသမားတွေမလိုချင်တဲ့အကြံဉာဏ်တွေမမျှော်လင့်ထားတဲ့ကစားသမားအပြောင်းရွှေ့တိုက်တွန်းမှုတွေကိုပြုလုပ်လို့နေပါတယ်။ရိုနီနီနဲ့တစ်ဖက်လူကြိုတင်မှန်းဆလို့မရနိုင်တဲ့ theory လည်းမကြာခဏပြောကြားရပါတယ်။လက်ရှိမှာရိုနီတယောက် Premier League ကစားသမားတွေရဲ့ခြေစွမ်းနဲ့ပတ်သက်လို့အဆင့်သတ်မှတ်ဖို့အာရုံစိုက်လို့လာပါတယ်။ရိုနီရွေးချယ်ခဲ့တဲ့လက်ရှိ Premier League ရဲ့အကောင်းဆုံးကစားသမားကတော့ Anthony Semenyo ပါ။ စီမံရေးခြေစွမ်းနဲ့ပတ်သက်ပြီးလူတွေကြကြဆုံးဖြတ်ရရင်ရိုနီရဲ့ရွေးချယ်မှုကလူအများနဲ့ထပ်ထူကြတဲ့ရွေးချယ်မှုမျိုးဖြစ်ပါတယ်သူကဘုံမော်လို့တကယ်ကိုကောင်းလုံးနဲ့ကစားသမားပါလက်ရှိပရီးမီးယားလိရဲ့ no 2ပါပဲဘုံမော်လို့အတင်းကိုဒီလိုဥဆောင်ကစားနိုင်တာကတကယ်ကိုချီးကျူးစရာပါသူကပြီးခဲ့တဲ့ရာသီတွေကအကောင်းဆုံးပုံစံရနိုင်တဲ့ကစားသမားပါလို့ Amazon Prime Video မှာပြောကြားခဲ့ပါတယ်။ Common နှစ်ဖက်လုံးမှာထူးထူးခြားခြားကစားနေတဲ့ Bomo Style အပြောင်းရွှေ့သတင်းတွေကတော့ဇန်နဝါရီအပြောင်းရွှေ့ကိုလွှမ်းမိုးလို့ထားသလို65%နဲ့စာချုပ်ဖြတ်သိမ်းခြင်းနဲ့ရဖို့အသိတော်များကလည်းအသေးအံကြိုးပမ်းလို့နေပါတယ်။ ရိုနီကသူ့ရဲ့ဒုတိယရွေးချယ်မှုဖြစ်သူ့အသင်းမန်ယူကစားသမားဖြစ်တဲ့ MU မိုကိုရွေးချယ်လိုက်ပါတယ်ကျွန်တော်နေတဲ့ရီယာအကောင်းဆုံးကစားသမားဖြစ် MU မိုကိုရွေးချယ်ခြင်းပါတယ်သူကအကောင်းဆုံးစီးရင်းထဲကိုထဲကိုထဲရမယ်ကစားသမားမျိုးပါသူကမန်ယူအတွက်အကောင်းဆုံးနေယူဆောင်လာပေးတဲ့ကစားသမားပါ သူကအသင်းခက်ခဲနေချိန်မှာတော့တယောက်တည်းကောင်းအောင်ဆုံးနိုင်တဲ့ကစားသမားပါသူရဲ့မဆုံးမနစ်ကစားပုံကဆွဲမက်စရာပါကျွန်တော်အနေနဲ့သူ breakfast မှာရှိတုန်းကသူရဲ့ခြေစွဲနဲ့ပတ်သက်ပြီးတန်တရာအနည်းငယ်ရှိခဲ့ပေမဲ့အခုတော့သူကသူရဲ့စ조사အားထုတ်မှုနဲ့ကျွန်တော်ရဲ့တန်တရာကိုစေချောတန်တင်လိုက်ပါပြီလို့ပြောကြားခဲ့ပါတယ်ရိုနီတတိယရွေးချယ်ခဲ့တဲ့ကစားသမားကတော့လက်ရှိဂိုးသွင်းခြေစွဲနဲ့ပတ်သက်ပြီးဝေဖန်မှုတွေအတော်လေးရှိနေတဲ့ Arsenal ရဲ့ Victor Yogresh ပါ ရိုနီကအာဆနယ်ကိုအကောင်းဆုံးနံပါတ်6ကစားသမားရဖို့လွန်ခဲ့တဲ့နှစ်တွေတည်းကတောင်းတနေခဲ့ကြတာပါအခုတော့သူတို့ရရှိခဲ့ပါပြီဗီတာရဲ့ဆုံးဖြတ်ချက်လှုပ်အားနှုတ်နဲ့ဘောလုံးကိုင်နားနိုင်တဲ့စွမ်းရည်တွေကအတော်လေးကိုကောင်းပေါ်ပါတယ်သူကအသင်းအတွက်အကူအညီတွေအများကြီးဖြစ်ပါတယ်ဒီဖက်နောက်တန်းနေပိတ်ဆို့နေတဲ့ကြားကနေသူကိုအနေငယ်လဲသွင်းယူပြခဲ့ပြီးပါပြီလို့ပြောကြားခဲ့ပါတယ်ဒါတလောမီဒီယာမှာတော့ရိုနီရဲ့တတိယရွေးချယ်မှုနဲ့ပတ်သက်ပြီးအငင်းပွားမှုတွေရှိနေခဲ့ပါတယ် ယောဂရက်အနေနဲ့ရှေ့ပွဲစဉ်တွေမှာမထင်ရှားခဲ့ပေမဲ့နောက်ပိုင်းပွဲစဉ်တွေမှာတော့ဒက်ဖန်နောက်တန်းကြားမှာနေရာလို့တည်းအတော်လေးရှာဖွေတဲ့နေပါပြီ။သူရဲ့တံမာထွားကြိုက်မှုနဲ့ဒက်ဖန်နောက်တန်း၃လေးရောက်ကိုထိန်းချုပ်ထားနိုင်ပါတယ်။ဒါပေမဲ့လည်းယောဂရက်ရဲ့ဆွမ်းဆောင်ရည်ကဟာလန်နဲ့ရှင်တော့အတော်လေးကိုမေ့မိန်လို့သွားပါတယ်။လက်ရှိပရီးမီးယားလိဆက်တဲ့ပွဲမှာ၁၄ဂိုးသွင်းယူထားတဲ့ဟာလန်အကြောင်းကိုထင်ပြောခဲ့တဲ့ရော်နီကိုထောက်ပြန်ဝေဖန်မှုတွေလည်းရှိနေပါတယ်။